တို့တူစီဝိုင်းဆိုဒေတာမှာစီရီဇလိုက်ဂျီဝါကိုဆန်နိုင်စင်တက်စီချောင်းကအတူဘလဆလီရဲ့ညနေပိုင်းမှာတနက်ဘက်ကဝင်အောင်လာတာကြောင့်ရွာသူရွာသားတွေကြောင်လက်ထွက်ပြေးကြတယ်လို့ဒေတာကန်တွေကပြောပါတယ်။အဲ့ဒီစီချောင်းဟာအတူဘလဆလီရဲ့အမနစ်စောစောပိုင်းမှာဘူးဒူရွာကနေလျှောက်လာပြီးမွန်လယ်ပိုင်းမှာဇလိုက်ရွာနာကိုစပြီးလျှောက်လာခဲ့တယ်လို့ဆိုပါတယ်။ အဲ့ဒီနောက်ညနေ၄နာရီလောက်မှာတော့ရလရွာထဲကိုတနပ်ပစ်ခတ်ဝင်ရောက်လာတာလို့ဒေသခံအမျိုးသမီးတဦးကပြောပါတယ်။အဲ့ဒီစကြောင်းဟာအင်အားတရာလောက်ရှိပြီးအော်တိုဘားလာဆေးညနေပိုင်းကစားလို့မူရူဂျီဝါဖိုးကြီးကမှလေးစတာတက်ဆွဲပြီးတဲ့နောက်ရလရွာဖက်ကိုထွက်ခွာလာတယ်လို့ဆိုပါတယ်။ စစ်ကြောင်းဟာအော်တိုဘလ15ရက်တင်းလေးနေ့လယ်12နာရီအထိရလရွာလေးပိုင်းကလူနီအေရီမှာတပ်ဆွဲထားတာကြောင့်ဒေသခံပြည်သူတွေထွက်ပြီးတေချောင်နေကြစေဖြစ်တယ်လို့ဆိုပါတယ်။အင်အား၈ဆလောက်ရှိတဲ့ဆန္ဒရှင်တပ်စစ်ကြောင်းတစ်ကြောင်းဟာလေအော်တိုဘလ9ရက်နေ့ကဒိုဝဲမြို့ဖက်ကတီမီတင်က20နဲ့ရလရွာကိုရောက်ရှိလာခဲ့ပါတယ်။ အိမ်နောင်ဒေသခံတဝရဲ့ဆိုင်ကယ်တစ်စီးကိုအာရမယူဆောင်သွားခဲ့ပြီးဒွေရင်နဲ့စိကန်းယာယီစစ်ကန်မှာအင်အားဖြင့်တပ်ဆွဲထားတယ်လို့ဒေသခံတွေစီကားသိရပါတယ်။ဆန္နာရှင်တာဒွေတူစီဝိုင်းဆိုဒေသကိုအော်တိုဘာလဂျူလီယာဘက်ကစပြီးစစ်ကြောင်းတို့ကြောင့်လည်းရောက်ရှိလာတဲ့တွေ့စီပြင်ထန်လာမှာကိုလေစိုးရင်နေကြတယ်လို့ဒေသခံတွေကပြောပါတယ်။